ပါလီစောပါဒီကနေ့မေလာ14ရက်နေ့နရင်းစရာရခိုင်တည်ထောင်နာရဲ့နောက်ဆုံးရရှိထားတဲ့တည်င်းတွေကိုကျွန်မအင်မြခိုင်ကတင်ဆက်ပေးသွားမှာပါဒီကနေ့တင်ဆက်ပေးသွားမယ့်တည်င်းတွေကတော့ကြောက်တော်မှာမိုးကျပစ်ခံရလို့မိကလေးငယ်တယောက်အပါအဝင်၃ယောက်သေဆုံးသွားတဲ့ဆိုတဲ့တည်င်းမောင်တော်မျိုးနေမှာစစ်ကြံလက်ပစ်ပုံပောက်ကွဲလို့အသက်၁၀နှစ်အရွယ်တက်လူမျိုးကလေးငယ်၂ယောက်သေဆုံးပြီးရခိုင်လူမျိုးတက်ကြီးပိုင်းတူဦးတရားရရှိသွားတဲ့ဆိုတဲ့တည်င်း ကြောက်ဖြူတိုက်ပွဲအတွင်းစစ်ကောင်စီဘက်ကအကြဆုံများလို့လူနေကြီးရွာတွေကိုဒရုန်းနဲ့ပုံကျဲတိုက်ခိုက်တာတွေကို လုဆောင်နေရဆိုတဲ့သတင်းတွေအပြင်တခြားစိတ်ဝင်စားစရာကောင်းတဲ့သတင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်ပါရရှင်။ကြောက်တော်မြို့နယ်ဇင်းခါရှိကြီးရွာမှာမိုးကျုပ်ပစ်ခံရလို့မိကလေးငယ်တစ်ယောက်အပါအဝင်၃ယောက်သေဆုံးပြီးကလေးငယ်၂ယောက်အပါအဝင်၃ယောက်ဒဏ်ရာရရှိသွားခဲ့တယ်လို့သတင်းရရှိပါရတယ်။ ေဆောင်သွားသူတွေကတော့အဲ့ဒီကြေးရွာကမူကြိုကြောင်တက်နေတဲ့မမျက်ယူဝတီခိုင်၄နှစ်ကျော်ဒေါ်လှကြာညို82နှစ်နဲ့ဦးဦးတောင်းကျော်အသက်60နှစ်တို့ဖြစ်ကြပါရယ်။တရားရရှိသွားသူတွေကတော့အဲ့ဒီကြေးရွာက Grade 1တက်နေတဲ့မောင်ကြည်စင်လင်း6နှစ်ကျော် Grade 2တက်နေတဲ့မောင်နိုင်အောင်ကျော်7နှစ်ကျော်နဲ့မောင်ထွန်းနေလင်း18နှစ်တို့ဖြစ်ကြပါရယ်။သူတို့6ယောက်ဟာမိသားစုဝင်တွေဖြစ်ကြပြီးတော့မနေ့ကမေလ13ရက်နေ့ညနေ3:00ခွဲလောက်မှာ ဦးဦးတောင်းကျော်ရဲ့နေအိမ်ရှိဝင်းဝအင်ခေါမိုးစွန်းနားမှာရှိနေကြရှင်မိုးကြိုးတစ်ကြိမ်ပြစ်ခတ်ခြင်းခံရတာဖြစ်တယ်လို့ဒန်ယာရရှိသူမောင်ကျေစင်လင်းရဲ့ဆွေမျိုးဖြစ်သူအမျိုးသမီးတစ်ယောက်ကနရီစရာသတင်းဌာနကိုပြောပါရယ်တင်ဆောင်သွားရတဲ့သူတွေကရုပ်ပြက်ဆင်းပြက်ဖြစ်သွားတာတွေတော့မရှိဘဲဒီအတိုင်းပဲလေးကျသွားကတင်ဆောင်သွားရတာဖြစ်တယ်လို့လေသူကဆက်ပြောပါရယ်တေဆုံးသူ၃ယောက်အထက်ကဦးဦးတောင်းကျော်ရဲ့ဦးကောင်းမှာသွေးစအနေငယ်ထွက်ပြီးတေဆုံးခဲ့တာဖြစ်တယ်လို့ ကျန်တဲ့တိဆုံးသူ၂ယောက်မှာတော့ထိခိုက်ဒဏ်ရာတစုံတရာမရဘဲသေဆုံးသွားခဲ့တာဖြစ်တယ်လို့ဆိုပါရယ်။မောင်တော်မြို့၄မိုင်မကြီးကောင်းကြီးရွာမှာစစ်တပ်လက်ပစ်ပုံးကိုအပြင်းအလန်ပစ်တမ်းကစားရာကနေပောက်ကွဲမှုဖြစ်ပွားပြီးအသက်၁၀နှစ်အရွယ်တပ်လူမျိုးခလေးငယ်၂ယောက်သေဆုံးခဲ့ရကအသက်85နှစ်အရွယ်ရခိုင်လူကြီးတစ်ယောက်လည်းဒဏ်ရာရရှိသွားခဲ့တယ်လို့သတင်းရရှိပါရယ်။ မကြီးကောင်းကျေးရွာကကလေးငယ်နှစ်ဦးဟာမေလာရှိရနေ့နေ့လယ်တနာရီကျော်အချိန်ကသူတို့ကောက်ရခဲ့တဲ့စစ်ကြံလက်ပစ်ပုံတလုံးကိုရွာရဲ့အရှိဖတ်တော်ဆက်မှာတယောက်နဲ့တယောက်ပြစ်ဒဏ်ကစားရကနေလက်ပစ်ပုံပေါက်ကွဲမှုဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ပွေရှင်ပြီးတည်ဆုံသွားခဲ့ရတဲ့ကလေးငယ်ကတော့ဦးမောင်ညွန့်ရဲ့သားအသက်၈နှစ်အရွယ်မောက်သက်ရှူဖြစ်ပြီးဆေးရုံကိုယူဆောင်သွားစဉ်လမ်းမှာတည်ဆုံသွားသူကတော့အသက်၁၀နှစ်အရွယ်မောင်ရှိအောင်ဖြစ်တယ်လို့သိရပါတယ်။ တန်းရာရရှိသွားသူကတော့အသက်85နှစ်အရွယ်ဦးအောင်သက်ထွန်းဖြစ်တယ်လို့သိရပါဗျ။မောင်တော်လေးမိုင်ကမကြီးကုန်းကြီးဝါဟာအင်ချင်250လောက်ရှိပြီးတက်လူမျိုးတွေနဲ့ရခိုင်လူမျိုးတွေနေထိုင်ကြတာဖြစ်ပါတယ်။အရခပြည်သူတော်လှန်ရေးအစိုးရအနေနဲ့မိုင်းရှင်းလင်းရေးလုပ်ငန်းစဉ်တွေအသိပညာပေးတာတွေကိုလှုပ်ဆောင်နေပေမဲ့လည်းအခုလိုပောက်ကွေးမှုတွေ ဖြစ်ပွားနေပြီးမကြာခဏတည်ဆုံတဲ့ရာရရှိမှုတွေလည်းရှိနေတာဖြစ်တယ်လို့သိရပါတယ်။ နောက်ထပ်ရခိုင်တည်င်းတပုတ်အနေနဲ့ကတော့ကြောက်ဖြူတိုက်ပွဲအတွင်းစစ်ကောင်စီဘက်ကအကြဆုံးများလို့လူနေကြီးရွာတွေကို drone နဲ့ပုံကျဲတိုက်ခိုက်မှုတွေရှိနေတယ်လို့ဒေသခံတွေစီကနေသိရပါဗျ။ကြောက်ဖြူမြို့နယ်လက်ခမော်ကြီးရွာနဲ့မလာကျွန်းတိုက်ပွဲအတွင်းစစ်ကောင်စီတပ်ဖွဲ့ဝင်ရာနဲ့ရှိတိုက်ဆောင်ခဲ့တယ်လို့သိရပါဗျ။အပြည့်ရထားတဲ့စစ်ကောင်စီရဲ့စစ်ကြောင်းတစ်ခုဟာ ကြောက်ဖြူမြို့နယ်လက်ခမောရွာဖက်ကိုစစ်ကြောင်းထိုးလာတဲ့အချိန်အရခတက်တော် AA နဲ့မေလာ17ရက်နေ့ကစလို့ထိတွေ့တိုက်ပွဲတွေဖြစ်ပွားရာကနေစစ်ကောင်စီတပ်သားယာနဲ့ရှိတေဆောင်ခဲ့ရတာဖြစ်တယ်လို့မြေပြည်သတင်းရင်းမြစ်တယောက်ကနရင်းစရာကိုပြောပါရယ်အဲ့ဒီလိုအကြဆုံးများတဲ့စစ်ကြောင်းဟာရေကြောင်းနဲ့အင်အားဖြစ်ထားတဲ့ပြည်သူစစ်မှုထမ်းသင်တန်းစင်းတွေအပါအဝင်နေမြေခံတပ်ရင်းတွေကစစ်ကောင်စီတပ်ဖွဲ့ဝင်တွေဖြစ်ကြတယ်လို့လည်းမြေပြည်သတင်းရင်းမြစ်တွေစီကနေသိရပါရယ် အဲ့ဒီစစ်ကြောင်းမှာအကြဆုံးများနေတဲ့အတွက်ကြောင့်လက်ခမော်ရွာဟောင်းကိုစစ်ကောင်စီက drone နဲ့ပုံကျဲခဲ့တယ်လို့နေပြည်တော်ကနေလည်းလက်နက်ကြီးတွေနဲ့လှမ်းပစ်ခတ်လို့ဖုံးတော်ကြီးကြောင့်အပါအဝင်နေအိမ်တွေအပြည့်စီးမှုရှိခဲ့တယ်လို့ကြောက်ဖြူဒေသခံအမျိုးသားတယောက်ကနရင်စရာကိုပြောဆိုပါရရှင်။ဒီကနေ့ရရှိထားတဲ့ရခိုင်သတင်းတွေကိုတင်ဆက်ပေးခဲ့တာပါ။ဆက်လက်ပြီးပြည်တွင်းနိုင်ငံတကာသတင်းတွေကိုလည်းတင်ဆက်ပေးသွားမှာဖြစ်ပါရယ်။ ပြည်ရင်းသတင်းတပုတ်အနေနဲ့ကတော့စစ်ကောင်စီဟာမိုးကုတ်မြို့နဲ့နောင်ရှုံမြို့တွေကိုမနေ့ကလေးချောင်းကပေါင်900ပုံလာရောက်ကျေရှတိုက်ခိုက်ခဲ့တယ်လို့တအန်းတက်မတော် PSLF DNL ကဒီကနေ့မှထုတ်ပြန်ပါတယ်။နောင်ရှုံမြို့နယ်နေမြေတစေဇီးရက်ကွက်ကိုတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲမေလ17ရက်နေ့ ည9နာရီအချိန်မှာစစ်ကောင်စီတပ်ကဂျက်ဖိုက်တာနဲ့ပုံကျရှာတိုက်ခိုက်ခဲ့လို့နေအိမ်ခုနှလုံးထိမှန်ပျက်စီးဆုံးရှုံးခဲ့ရပါတယ်။အဲဒီလိုပဲမိုးကုံးမြို့နယ်ရွှေလိပ်ပြာအနီးတစ်ဝိုက်ကိုလည်းည7နာရီကျော်အချိန်ကဂျက်ဖိုက်တာနဲ့လာရောက်ပုံကျတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။ စစ်ကောင်စီတပ်ဟာမေလ12ရက်နေ့ညချိန်ကလည်းမတ်တုံမြို့နဲ့မိုင်းငော့မြို့တို့ကိုဂျက်ဖိုက်တာနဲ့ဘုံလာရောက်ကျေရှာတိုက်ခိုက်ခဲ့လို့ပြည်သူတယောက်သေဆုံးပြီး၃ယောက်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါဗျ။စစ်ကောင်စီတပ်ဟာအပြည့်အခတ်ရက်တက်တန်းတလချက်တိုးထားပေမဲ့နေ့စဉ်ဘုံကျဲတိုက်ခိုက်မှုတွေကိုလှုံ့ဆော်နေပါဗျ။ နိုင်ငံတကာသတင်းတပုတ်အနေနဲ့ကတော့စီးချက်ခွန်တွေကိုယာယီဆိုင်ငတ်ထားမဲ့သဘောတူညီချက်တွေပါဝင်တဲ့အမေရိကန်တရုတ်စီးပွားရေးနဲ့ကုန်သွယ်ရေးအစည်းအဝေးပူးတွဲကြေညာချက်ဂျနီဗာကိုအင်ဖြူတော်ကထုတ်ပြန်ကြေညာခဲ့ပါတယ်။ တရုတ်ထုတ်ကုန်ဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရဒေသနဲ့မကောအိုအထူးအုပ်ချုပ်ခွင့်ရဒေသကထုတ်ကုန်တွေအပေါ်တွန်းမြင့်ကောက်ခံတဲ့စီချက်ခွန်24ရာခိုင်နှုန်းကိုကနအူးကလာရပ်ပေါင်း60အတွင်းပေါ်ဆောင်တာကိုယာယီဆိုင်ငံ့ထားမယ်လို့သိရပါတယ်။ဒါပေမဲ့လည်းအရင်သတ်မှတ်ထားတဲ့စီချက်ခွန်30ရာခိုင်နှုန်းကိုဆက်လက်ကောက်ခံသွားမယ်လို့သိရပါတယ်။ဒါအပြင် အခုနှစ်ဧပြီလ6ရက်နဲ့9ရက်နေ့တွေမှာထုတ်ပြန်ခဲ့တဲ့အမင်းကျင်ညာစာအမှန်တကူအရာထုတ်ကုန်တွေအပေါ်စီချက်ခွင့်တွင်းမြင့်ကောက်ခံတာကိုပေးဖြတ်လိုက်တယ်လို့သိရပါဗျ။နှစ်နိုင်ငံစလုံးဟာသဘောတူညီချက်တွေကို မေလ14ရက်နေ့မတိုင်မီစတင်အကောင့်ထွေးဖို့ဆောင်ရွက်ဖို့ကတိပြုခဲ့ကြပါတယ်ရှင်။ရင်းစရာသတင်းဌာနရဲ့နေ့စဉ်သတင်းတင်ဆက်မှုတွေကတော့ဒီလောက်ပါပဲ။နောက်နေ့တွေမှာလည်းထူးခြားတဲ့သတင်းတွေကိုဆက်လက်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ ကျွန်မတို့နရီစရာကထုတ်လင်းတဲ့သတင်းတွေကို www.narisia.com မှာဝင်ရောက်ကြည့်ရှုနိုင်တယ်လို့ Facebook, YouTube နဲ့ Telegram တို့မှာလည်းဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။နရီစရာရုပ်သံကိုကြည့်ရှုပေးခဲ့ကြတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်။အားလုံးကျန်းမာရှင်လန်းကြပါစေရှင်။